မင်္ဂလာညချမ်းလေးပါခင်ဗျာပိတ်သမားအားလုံးပဲမင်္ဂလာခင်ဗျာသွေးလင်းထက်ကိုစောပြိုးဝင်တဲ့တို့ရဲ့လက်ကျင်မှုတွေကတော့မနက်ပြန်ပွဲအတွက်အနားယူပြီးအောင်းမွေးနေကြပြီဖြစ်ပါတယ်ခင်ဗျာထိုင်းနိုင်ငံဘန်ကောက်မြို့ကဟိုတယ်မှာအနားယူပြီးတော့မနက်ပြန်ပွဲအတွက်တိုင်ပင်ဆွေးနွေးရင်းနဲ့အောင်းမွေးနေကြတာဖြစ်ပါတယ်ဒီပွဲအတွက်သွေးလင်းထက်ဟာတော်တော်လေးကိုစနစ်တကျအာယုံဆိုင်ပြင်ဆင်ထားတာကို ကျွန်တော်မြင်တွေ့ရတယ်သူ့အနေနဲ့ရှေ့ကပွဲစဉ်တွေလောက်တုန်းကတော့စကားတွေအများကြီးပြောမထားဘူးဗျပြောမယ်ဆိုရင်ပွဲတွေကိုရောက်မှလုပ်ပြမယ်ဆိုတဲ့ပုံစံမျိုးနဲ့ကိုသူတင်ထက်ကပြုတ်ဝပြီးနေတာတွေ့ရတယ်ပြီးတော့ဒီမနေ့ဗျထိုင်းနိုင်ငံကဒါသူ့အားပေးရဆရာတယောက်စီကိုသွားပြီးတော့အဆောင်လောက်ခွဲသွားဦးတယ်ဆိုတော့သူဘယ်လောက်ထိနိုင်ငံစိတ်ပြင်းပြနေလဲဆိုတော့သိတာလေခင်ဗျပြောမယ်ဆိုရင်ဗျကံရောညံရောအားလုံး ဖြစ်နိုင်သမျှကိုသူအကုန်အာယူထားတယ်ဆိုတဲ့ပုံစံကိုဖြစ်နေတယ်။ဒီနေ့ညနေဟိုက်ဒရိုဂျင်တက်ဆစ်စေးတဲ့အချိန်မှာလည်းဒိုလင်းထက်ကနှစ်ခုလုံးကိုအဆင်ပြေပြေနဲ့အောင်မြင်မြင်ကျော်ဖြတ်နိုင်ခဲ့တယ်။ဒီတော့ထိုးကြည့်ပြေးွားရမယ်။ပြီးတော့အလဲထုံနိုင်ခဲ့ရင် bonus မျောလင်းလို့ရပြီ။အနိုင်ရခဲ့ရင် American dollar တသိန်းနဲ့စာအုပ်ကြည့်ပါ။ဆက်ပြီးတော့မျောဝင်ရှိသွားပြီပေါ့လေ။တစ်ဖက်မှာဆမ်မီကတော့ weight ချိန်တာမှာ weight 1.4ပေါင်ပုံနေတဲ့အတွက် ဝိစစ်မှုကြာရှုံးသွားတယ်။ဒီတော့စံပေရဲ့ထိုးကြီးတွေကတချို့တော့ကိုသွလင်းထက်ကထပ်ပြီးရရှိအောင်မယ်ခမ။အဲ့တော့မြန်မာနိုင်ငံသားသွလင်းထက်ဟာဝမ်မာမြန်မာနိုင်ငံကိုကိုစားပြုတ်ပြီးတော့ထိုးတဲ့ fighter တွေတဲကနေပြီးတော့ American dollar တိုင်းနဲ့ Saudi ကိုရရှိတဲ့ဒုတိယမြောက် fighter ဖြစ်မလားလေမလားဆိုတာကျွန်တော်တို့စောင့်ကြည့်ရတော့မှာဖြစ်ပါရယ်ခမ။ဘာကြောင့်လဲဆိုတော့ရှေ့မှာမြန်မာ fighter တွေတဲကဆိုရင်ဆိုလင်းတယောက်ပဲ မေရိကန်ဒေါ်လာသိန်းနဲ့ဆောက်ကြည့်ရရှိဘူးလေဒီတန့်စင်ရရှိထားတဲ့စာချုပ်ကအမေရိကန်ဒေါ်လာသိန်းနဲ့ဆောက်ကြည့်မဟုတ်ဘူးသူ့ကိုထားကုန်းနဲ့ထိုးဖို့စီစဉ်လိုက်တဲ့ပွဲတော်ကအထူးစာချုပ်တရရအောင်ပဲကိုစောဖြိုးဝေကလုပ်ပေးခဲ့တာဖြစ်ပါတယ်ခင်ဗျဟုတ်ကဲ့အခုကိုစောဖြိုးဝေကသူ့ရဲ့ Facebook အကောင့်မှာမနက်ဖြန်ပွဲစဉ်အတွက်သူတို့တွေအနာယူအမွေဆွေးနွေးတိုင်ပင်တဲ့ဓာတ်ပုံတွေကိုလွှင့်တင်ဖော်ပြလာတဲ့အတွက်ပြည်သက်တွေသိရှိအောင် တင်ဆက်ပေးရပါပြီလည်းဖြစ်ပါရခင်ဗျာကြည့်ရှုအားပေးပြည်သက်အားလုံးကိုအထူးကျေးဇူးတင်ရှိပါရခင်ဗျာ